လုပ်ငန်းရှင်တွေအနေနဲ့ဝန်ထမ်းတွေကိုကျွန်တော်တို့အလုတ်ခန့်တဲ့အခါမှာသူတို့ကိုအလုတ် offer job offer လုပ်တဲ့အခါမှာဒီ၄ခုကိုကျွန်တော်တို့စဉ်းစားဒီ၄ခုကိုကျွန်တော်တို့ကချရေးဒီ၄ခုကိုအခြေခံပြီးတော့မှလုပ်ငန်းပေးရပါတယ် job offer လုပ်ရပါတယ်အဲ့တော့နံပါတ်၁ကကျွန်တော်တို့ဗာလဲဆိုတော့ကိုခန့်လိုက်တဲ့ဝန်ထမ်းเนาะကိုအလုတ်ပေးလိုက်တဲ့ဝန်ထမ်းကိုကိုကဘာလုပ်စေချင်တာလဲเนาะအဲ့တော့ ကို့အတွက်ဒါမှမဟုတ်ကို့မနီအတွက်ဘာလို့ဘေးစေချင်တာလဲအဲ့ဒါကိုကျွန်တော်တို့ဖော်ထုတ်ပါမှာအဲ့တော့ငါကတော့ဒီလူကိုเนาะဒီဝန်ထမ်းကို marketing လုပ်ပေးစေချင်တယ်ငါကို့မနီအတွက်เนาะအဲ့တော့သူ့ကို marketing လုပ်ဖို့အတွက်ခေါ်ပါအဲ့တော့သူက marketing လုပ်ဖို့အတွက်သူ့မှာ experience တွေရှိလား knowledge တွေရှိလားသူစဉ်းစားနိုင်လားဒါကိုကျွန်တော်တို့ကြည့်ရတာဒါဒီ number 1ပါအဲ့တော့ number 2ကတော့ အဲ့တော့ marketing လုပ်ပေးမယ်ဆိုလို့ရှိရင် तू how to do तू ဘယ်လိုလုပ်မှာလဲကျွန်တော်တို့အတွက်ကိုเนาะအဲ့တော့ကျွန်တော်တို့ company ရောင်းအားတွေကောင်းဖို့ကျွန်တော်တို့ company ကိုလူတွေသိဖို့ तू ဘယ်လိုလုပ်မှာလဲ तू ဘယ်လိုလုပ်တတ်တယ်လဲဒါကိုကျွန်တော်တို့ကသူ့စီရာတွေဖော်ထုတ်ဖို့လိုတယ်အဲ့တော့သူ့စီရာနေပြီးတော့မှကိုကဒါလေးလုပ်ပေးစီခြင်းနဲ့ကို့အတွက် तू ဘာလို့အမှန်မှန်လဲမသိဘူးဘယ်လိုလုပ်အမှန်မှန်လဲမသိဘူးဆိုလို့ရှိရင်အဲ့ဒီဝန်ထမ်းကလောက်ခံလို့မရအောင်အဲ့တော့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ပါလဲဆိုတော့ ဘယ်အချိန်မှသူ့ကိုလှုပ်ဆစ်ချင်တာလဲသူ့ကိုမေးရမှာထားပါတော့သူကကိုကသူ့ကို marketing ဝန်ထမ်းအဖြစ်ခန့်တယ် okay သူ့ marketing ဘယ်လိုလုပ်အောင်လဲဆိုတာလည်းသိတယ်အဲ့တော့ဘာတွေလုပ်အောင်လဲဆိုတာလည်းသိတယ်ဒါပေမဲ့ तू ဘယ်အချိန်မှလုပ်ရလဲဆိုတာကိုသိလားလုပ်ရမလဲဆိုတာကို तू နားလည်သလားအာသူလောမအချင်းဒီဒါမားကတ်တင်းကကျွန်တော်တို့ကုမ္ပဏီထုတ်ကုန်တွေဝန်ဆောင်မှုတွေလူတွေသိဖို့အတွက်ဒီအချိန်မှာလောက်ရမယ်။နောက်ဒီလိုလောက်ရမယ်။ဒါတွေလောက်ရမယ်ဆိုတာကို သူသိသလားเนาะနံပါတ်၄တခုကတော့ဒီလို marketing လုပ်ရတဲ့ရည်ရွယ်ချက်ဘာကြောင့်မလို့ဒီလို marketing နေလုပ်နေရတယ်ဘာကြောင့်မလို့ဒီလို branding နေလုပ်နေရတယ်ဆိုတာသူကိုယ်တိုင်သိသလားเนาะကိုကိုယ်တိုင်ကရောချပြောထားသလားပြောပြထားသလားเนาะအဲ့တော့ကျွန်တော်တို့ကဝန်ထမ်းတွေကိုလှုပ်ခတ်မယ်ဆိုလို့ရှိရင်တော့ဒီလေးခုနဲ့မဖြစ်မနေချိန်ညှိပေးတော့မှခန့်ရပါတယ်အဲ့တော့အခုဒီ video ကိုကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေရောဝန်ထမ်းတွေခန့်တဲ့အခါမှာဘယ်လိုခန့်ကြလဲ เนาะအဲ့တော့ဒီ၄ခုနဲ့မှသတို့တွေ့ကြတယ်မခံဘူးဆိုလို့ရှိရင်တော့ကိုရထားတဲ့ဝန်ထမ်းကအဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်ကိုယ်တိုင်လည်းဒီ၄ခုပေါ်မှာအခြေခံပြီးတော့မှာအင်တာဗျူးပါတယ်ထားပါတော့ကျွန်တော်တို့ကကိုယ့်လုံမှာလူလိုလာပြီเนาะအဲ့တော့ position တစ်ခုအတွက်နေရာတစ်ခုအတွက်လူဒီဝန်ထမ်းခန့်ဖို့လိုလာပြီဆိုလို့ရှိရင်ကျွန်တော်အင်တာဗျူးတယ်အဲ့တော့ view တဲ့အခါမှာများသောအားဖြင့်ကျွန်တော်တို့ဘာလုပ်ကြလဲဆိုတော့ဟာလာ general question တွေမေးကြတာများတယ်เนาะအဲ့တော့ကျွန်တော်ကတော့ဒီ၄ခုကိုအခြေခံပြီးတော့မှာမေးတယ် ဟောဒီလေးကိုအခြေခံပြီးမေးတဲ့အခါမှာတို့ဒီဟာတွေနားလဲသလားเนาะဒါတွေကိုတို့ဖြေနိုင်သလားဖြေနိုင်တယ်ဆိုလို့ရှိရင်တော့တော်အလုတ်ခံတယ်အဲ့တော့ဒါတွေကိုနားမလဲဘူးမဖြေနိုင်ဘူးဆိုလို့ရှိရင်တော့ဒါအလုတ်ခံမှုမလွယ်ပါဘူးအဲ့တော့ဒီကြောင့်တွေကနေပြီးတော့မှခရီးဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေဒီကိုအကျိုးတစုံတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကိုတို့အကျိုးတစုံတွေရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းမယ် comment မှာ yes တို့ရေးပြပါဦးဒီဗီဒီယိုစုံထောင်ကြည့်ပြရတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်တော်တော်ကိုညံလေးအောင်ပါမိငါရှိတော်နေနေဖြစ်ပါ